စီးကျူသမားစားတဲ့တော့အစားအစာလေးမျိုးကိုသင်သိပါသလားအားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးမှာတော့စီးကျူသမားစားတဲ့အစားအစာလေးမျိုးကိုကျန်းမာရေးဘုဒ္ဓတာအနေနဲ့ဝေမျှပေးသွားမှာဖြစ်ပါတယ်နံပါတ်၁ချက်ဟင်းဒီဟင်းရွက်တွေပဲဖြစ်ပါတယ်ကစွန်ရွက်မုံလာဦးခေါ်ပီတုတ်ပဲတောင်ရှိပဲတိတောင်စသဖြင့်ဒီလိုမျိုးအသီးရွက်တွေဟာဆိုလို့ရှိရင်စီးကျူသမားတွေအတွက်တင့်တော်တဲ့အစားအစာဖြစ်ပါတယ်နံပါတ်၂ချက်အစီနဲတဲ့အသားတွေငါးတွေဖြစ်ပါတယ်ကြက်သားဆိုလို့ရှိရင်လည်းအရေးကုန်မပါတာမျိုးငါးမျိုးမျိုးစားပြီးလို့ရပါတယ်နံပါတ်၃ချက် က်အသီးမှာဆိုလို့ရှိရင်ခြင်တဲ့အသီးတွေခားတဲ့အသီးတွေအဲရှောက်သီးလိုမျိုးခန်းကျင်သီးလိုမျိုးကျန်းငါးသီးလိုမျိုးစသဖြင့်ဒီလိုမျိုးအသီးတွေလည်းစားပေးလို့ရပါတယ်နံပါတ်၄အချက်ပဲမျိုးမျိုးကလပဲပဲနီလေးပဲဒီစင်စသဖြင့်ဒီလိုမျိုးပဲမျိုးမျိုးလည်းစားပေးလို့ရပါတယ်စီးချိုသမားတယောက်ကပကံကိုဘယ်လိုပြင်ဆင်သင့်တယ်လဲဆိုလို့ရှိရင်ပကံရဲ့တဝက်လောက်မှာကျွန်တော်တို့ကအသီးရွက်တွေကိုစားသုံးပေးသင့်ပါတယ်လေးပုံပုံတစ်ပုံကိုတော့အသားဓာတ်ပေါင်းစားပေးသင့်ပါတယ်ကြံတဲ့လေးပုံပုံတစ်ပုံကိုတော့ဂစီ က်ကျွန်တော်တို့စားနေကြဖြစ်တဲ့ထမင်းအနှဲငယ်ပါမယ်အဲဒါမှမဟုတ်လို့ရှိရင်လည်းစံနှုန်းမျိုးစားသဖြင့်အဲအာလူ ပြီးတော့ပြောင်းမှုစသဖြင့်ဒီလိုမျိုးစားစာတွေရွေးချယ်ပြီးတော့စားသုံးပေးလို့ရပါတယ်။အဲစီးကျူယောဂါဟာပေါ်စားတဲ့နဲ့ယောဂါတခုမဟုတ်ပါဘူး။အစားတောက်တွေချာထိုင်မယ်၊လေ့ကျင့်ခန်းတွေချာလုပ်မယ်၊ဆရာဝန်ညွှန်ကြားတာတွေကိုတွေချာလိုက်နာမယ်ဆိုလို့ရှိရင်အဲကောင်းကောင်းမွန်မွန်နေထိုင်လို့ရတဲ့ယောဂါတခုဖြစ်ပါတယ်။စိတ်တက်ကြစရာမရှိပါဘူး။ကျွန်တော်ခုဝေမျှပေးခဲ့တာလေးတွေကကိုယ့်အတွက်ဘူးတုဒ္ဒရရတယ်၊အသိပညာတခုခုရတယ်လို့ထင်ရင် like လုပ်ခဲ့လို့ရပါတယ်။အသေးပေးခဲ့လို့ရပါတယ်။သိကျင်တာတွေမေးကျင်တာတွေရှိရင်လည်း comment မှာမေးခဲ့လို့ရပါ ါတယ်။တခြားသူတွေတည်ရအောင်လည်းဝေမျှပေးခဲ့ကြပါအောင်။အားလုံးပဲကျမ်းမာသောခန္ဓာချမ်းသာသောဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေ။နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်။ကျေးဇူးပါ။